เนาะအခုဆိုရင်တော့ငါတို့ရဲ့ဗိတ်မြို့မှာဒီဘယ်လိုပြောရမလဲအေးအေးဗာလဲမြို့မှာအာကစားကွင်းကြီးကိုချဲ့ဖို့အတွက်သိရမလားတို့အရင်တော့ကနေ့30စီမံကိန်းနဲ့အငှားချထားတဲ့ဆိုင်ကန်းတွေကိုဖယ်ခိုင်းနေပေါ့ကွာသိရမလားဆိုင်ကန်းအငှားတွေကိုရွှေ့ပြောင်းလို့ရပြီဆိုတဲ့အကြောင်းကိုကာထုတ်အမိန့်နဲ့တကွာထုတ်ပြလာတယ်အဲ့ဒါကိုဟိုးရောင်ရောင်ဒီရောင်ရောင်ကောင်တွေကဗာပြောလဲဆိုတော့ကအဲအာနာရှယ်လက်ထက်ပဲကွာမင်းတို့ကပြောင်းဆိုရင်ပြောင်းသေးဆိုရင်သေးရမှာပဲဟာဒီဆိုင်ခန်းတွေကဘာလို့ပိုင်လာလဲ အစိုးရပဲပိုင်တာလေနေ30စီမံကိန်းနဲ့ဒီအာကစားခွင့်ကြီးကိုဒီမြို့မှာအာကစားခွင့်ကြီးကိုပြန်ပြီးတော့ချက်ထွင်လို့ရှင်းရင်ပြောင်းရွှေ့ပေးရမယ်ဆိုတာစာချုပ်မှာပါပြီးသားအဲ့ဒါကိုလီးလို့လို့မိုးလို့လို့နဲ့တက်ပြီးတော့သိရမလားမင်းတို့စိုက်ခမ်းမပါဘူးလေပါလေးညာလေစိုက်ခမ်းကဘ누구ဟာလဲလိုက်မေးကြည့်ကြည့်တော့သူတို့ဟာလည်းမဟုတ်ဘူးတိလားနော်အဲ့ကြောင့်မလို့သူများရောက်လိုက်လိုက်မရောက်နဲ့နော်အရင်ဖင်မရနဲ့အရင်ရှက်ဖို့ကောင်းတယ်နော်ငါတို့ရဲ့ဘိတ်အကြောင်းကိုဘိတ်သားတွေကလွဲပြီးတော့ဘ누구မှမသိဘူး ဒီလိုမျိုး comment like ရေးနေတဲ့သူတွေကို like ပြီးတော့ကြီးကြီးလိုက်လို့ရှင်းရင်ဒီကောင်တွေဘိတ်ကကောင်တွေမဟုတ်ဘူးတီလားအလူငါတော့ရှင်းပြတာဗောနမဟုတ်ဘူးဒါကနေ30စီမံကိန်းနဲ့အစိုးရကအငှားချပေးထားတာအာကစားကွင်းကြီးပြန်ပြီးတော့ချက်ထွင်လို့ရှင်းရင်အဲ့ဒီဆိုင်ကန်းအငှားတွေပြောင်းရွှေ့ပေးရမယ်ဆိုပြီးတော့လိုက်ပြီးတော့ရှင်းပြပေးတာအဲ့မဟုတ်ဘူးတည်မလားအမင်းဆိုင်ကန်းမပါသေးလို့ဘာညာတာဘယ်ကောင်တွေကဆိုင်ကန်းအပိုင်နဲ့နေနေတို့လဲကြည့်ရမလားနော်အဲ့တော့လို့လီစကားတွေတတ်တတ်ပြောလို့မရဘူး ိလားနော်အရာရာကိုဘေးတစားသွားတယ်ခွေးတစားသွားလို့မျိုးရှင်းတန်နေလို့မရအောင်တိလား